ိုးရင်ပူပန်တတဲ့စိတ်ကိုဘယ်လိုကင်းသွင်းမလဲလူတိုင်းလို့လို့မှာတော့တမျိုးမဟုတ်တမျိုးတော့စိုးရင်ပူပန်မှုတွေရှိနေတတ်ကြပါပဲခလေးရွယ်ကနေစလို့လူကြီးတွေအထိမတူညီတဲ့စိုးရင်ပူပန်မှုတွေရှိနေတတ်ကြပါတယ်စိုးရင်ပူပန်တတ်တာကအပြစ်တစ်ခုမဟုတ်ပေမဲ့တာမန်ထက်လွန်ကဲပြီးစိုးရင်စိတ်ကြီးနေတာမျိုးကိုယ့်ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်တာမျိုးစိုးရင်မှုလွန်ကဲတာမျိုးတွေဖြစ်လာခဲ့ရင်တော့ဒါကိုအမြန်ဆုံးထိန်းချုပ်ဖို့လိုပါလိမ့်မယ်မဟုတ်ရင်တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြဿနာတွေဆိုင်ကုန်လာပါလိမ့်မယ် ဒါကြောင့်ဘယ်လိုကင်ဆယ်ရမလဲဆိုတာကိုအချက်၅ချက်နဲ့မျှော်ပြပေးချင်ပါတယ်။နံပါတ်၁အသွေးလုံးတဲ့စိတ်တွေကိုဖျောက်ဖျက်ပြရပါမယ်။လူတိုင်းမှာအတွေ့အမြင်တွေချင်းတွေအကြောင်းမျိုးပေါ်လိုက်ပြီးစိတ်ဖိစီးမှုအနည်းငယ်များရှိတတ်ကြပါတယ်။ ီလိုစိတ်ဖြစ်စီမှုကနေစိုးရင်စိတ်တွေရှိလာပြီးလက်ရှိအခြေအနေထက်ပိုပြီးအသွေးလွန်လာမျိုးတွေဖြစ်တတ်ပါတယ်။ဘာမှမသိတဲ့အခြေအနေတွေကိုစိုးရင်စိတ်နဲ့အတူအသွေးလွန်လာမျိုးကနေကိုယ့်ရဲ့စိုးရင်မှုတွေကိုမထိန်ချုပ်နိုင်တဲ့အထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကိုယ်သေးချာမသိတဲ့အခြေအနေအကြောင်းရင်းတွေကိုစိုးရင်ပြီးအသွေးလွန်တဲ့အကျင့်ကိုဖျောက်ပါ။နံပါတ်1 အကောင့်ဘက်ကနေသွေးတောင်လောက်ပါတခုခုကိုစိုးရိမ်မိပြီဆိုရင်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးမြင့်စိတ်ကတအားများလာတတ်ပါဘယ်အရာမဆိုအစိုးအကောင့်တွန်သွဲတက်နေတာမို့ကိုစိုးရိမ်နေတဲ့အရာတခုကိုအစိုးဘက်ကကြည့်ပဲမစင်စားပဲကောင်းတဲ့အချက်တွေကိုမြင်အောင်ကြည့်ဖို့လေ့ကျင့်ယူရပါမယ်စိုးရိမ်နေတာတခုကိုအစိုးဘက်ကကြည့်ပဲတွေးရင်ကိုစိုးရိမ်တက်ကြတာမို့အကောင့်ဘက်ကပဲတွေးတောင်အောင်လုပ်ပါနံပါတ်၃လက်ခံဖို့လိုတဲ့အရာတွေကိုလက်ခံလိုက်ပါတခါတည်းမှာကိုစိတ်ကလက်မခံချင်တာနဲ့ပဲလက်ခံဖို့လိုတဲ့အရာတွေကိုညှိ င်းပယ်ရင်စိုးရိမ်မှုတွေဖြစ်လာတာမျိုးတွေရှိပါတယ်။ဥမာတစ်ခုပြောရရင်အလုပ်တစ်ခုသွားလျှောက်တဲ့အခါမျိုးမှာဒီအလုပ်ကတေချာပေါက်ရမယ်လို့မျှော်လင့်ထားလို့မရပါဘူး။ကိုထက်ပိုကိုက်မြည်တဲ့တက်ရောက်ကိုရွေးချယ်လိုက်လို့ကိုကအလုံးမရတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ဒါကိုလက်မခံချင်လို့မရပါဘူး။မဟုတ်ရင်အလုံးမရရှိခဲ့ရင်ဆိုရဲစိုးရိမ်ပုံမှန်စိတ်မျိုးကအင်တာဗျူးဖြစ်ကန်နေတိုင်းမှာကိုကတော့ရှက်ပေးနေတော့မှာပါ။ဒါကြောင့်လက်ခံဖို့လိုတဲ့အရာတွေကိုလက်ခံဖို့လိုပါတယ်။နံပါတ်၄ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်ပါ။ ဒါကလည်းတယောက်နဲ့တယောက်မတူညီနိုင်ပါဘူး။တချို့ကစိတ်တည်ငြိမ်အောင်တရားထိုင်တာမျိုး၊ကိုယုံကြည်ကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးလိုက်နာကျင့်ကြံတာမျိုး၊တခြင်းနှားထောင်တာ၊စာအုပ်ဖတ်တာ၊စားရက်ပြအမျိုးမျိုးရှိနိုင်ပါတယ်။ အရေးကြီးတာကကိုယ့်ရဲ့စိတ်ကိုငြင်းငြင်းအောင်လုပ်နိုင်ဖို့ပါပဲကိုယ့်ရဲ့စိတ်ကတည်ငြိမ်အေးချမ်းနေရင်တော်ရုံအစင်မပြေမှုတွေကိုပြဿနာတစ်ခုလို့မမြင်ပဲအကောင်းဆုံးရင်ဆိုင်ဖျက်ကျော်သွားနိုင်ပါလိမ့်မယ်ဒီလိုဆိုရင်စိုးရင်ပူမှန်မှုဆိုတာကလည်းတိတိတတာရုံနေသွားတာမို့ကိုယ့်ရဲ့စိတ်ကိုငြင်းငြင်းအောင်လုပ်နိုင်လေကောင်းနေပါမယ်နံပါတ်5အိပ်မပြတ်ပါနဲ့ ဒီအချက်ကတော့ကိုကျမရဲ့တွက်တာမဟုတ်ပဲစိတ်ကျမရဲ့တွက်ပါအရေးကြီးပါတယ်။အိပ်ပြက်ချင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကမနှဲပါဘူး။ဒီထဲမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေကလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ အဲ့ကန်နေမှာအသွေးနဲ့ချက်တာမျိုးတွေမလုပ်သင့်ပါဘူးအသွေးလွန်ရင်ဖြစ်လာတဲ့စိုးရိမ်မှုတွေကြောင့်အိမ်မပြောင်းလာရင်များလာလေစိုးရိမ်ပုံမှန်မှုတိုးလာလေပဲဖြစ်ပါတယ်အကြောင်းအကျောင်းကြောင့်ရံမှန်ရံကအိမ်ပြက်တာမျိုးတွေကကိစ္စမရှိပေမဲ့ခဏခဏအိမ်ပြက်တာမျိုးတွေဖြစ်လာရင်တော့ကျန်းမာရေးထိခိုက်နိုင်ပါတယ်ဒါတွေကတော့တမန်ကိစ္စတွေမှာစိုးရိမ်မှုလွန်ခဲ့တာတွေဖြစ်တတ်တဲ့တွေတော့ အတုံးဝင်မဲ့အချက်တချို့ပဲဖြစ်ပါတယ်တကယ်လို့ကိုကကြီးမားတဲ့ကိစ္စတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့စိုးရိမ်ပူမန်မှုမျိုးကနေကိုရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုထိခိုက်တဲ့အထိရက်ခတ်နေတာမျိုးရှိနေရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေတွေးဆောင်ပြီးစုနေကုသကိုတိုက်တွန်းလိုက်ပါရခင်ဗျာ